ယူကရိန်းနိုင်ငံတို့စီးပေပြီးရေပြင်သွား drone နဲ့ပင်လယ်နက်ထဲမှာရုရှားစီးတင်သင်္ဘောနှစ်စီးကိုတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလွန်ကြိုရေးတပ်ဖွဲ့ကနိုဝင်ဘာ29ရက်နေ့မှာဗီဒီယိုနဲ့ထုတ်ပြန်ပါတယ် ရုရှားပေါ်တန်ခတ်ပိတ်ဆို့ထားတာကိုရှောင်ရှားပြီးတော့တခြားနိုင်ငံပိုင်သင်္ဘောအနေနဲ့ရုရှားကိုသွားနေတဲ့ Kairos နဲ့ Virat စီတင်သင်္ဘောနှစ်စီးကို တူရကီပင်လယ်နဲ့ကန်ယူရမ်မှာနိုဝင်ဘာ28ရက်နေ့ကတိုက်ခိုက်ခဲ့တာပါယူကရိန်းကိုတိုက်ခိုက်ဖို့ရုရှားအတွက်ငွေကြေးအထောက်ပံ့ဖြစ်စေတာတွေကိုယူကရိန်းထောက်လှမ်းရေးကမျက်ကြည်မပြတ်စောင့်ကြည့်ပြီးတော့ကုလလက်ဦးမှုရယူတိုက်ခိုက်ကြပါအစောပိုင်းတုန်းကတော့တူရကီတည်ယူပို့ဆောင်ရေးနဲ့စောက်လုပ်ရေးဝန်ကြီးအဗ်ဒူခိုင်ဒါဦးရာလော့ဂလူးက ရုရှားသင်္ဘောနစီဟာရေမြုံမိုင်းဒါမှမဟုတ်မစ်ဆိုင်းထိတာလို့ပြောဆိုထားတာပါတိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာဟာတူရကီစီးပွားရေးဇုန်ထဲမှာဖြစ်ပြီးတော့နောက်ထပ်ဒီလိုမျိုးမဖြစ်အောင်သက်ဆိုင်ရာနိုင်ငံတွေနဲ့ဆက်သွယ်ပြီးပြီလို့ဆိုရတဲ့အသေးစိတ်ကိုတော့သူကပြောဆိုတာမျိုးမရှိပါဘူးဂမ်ဘီယာအလန်တင်ထားတဲ့ခိုင်ရော့စ်သင်္ဘောကတော့မီးလောင်ပြီးသင်္ဘောသား25ဦးကိုကယ်တင်ခဲ့ရပါတယ်ဗိုင်ရက်ကတော့မီးလောင်တာမတွေ့ရသလိုကယ်ဆယ်ဖို့ဆက်သွယ်တာမျိုးလည်းမရှိဘူးလို့ဆိုပါတယ်ကျွန်တော်ဆွေပါ